အာရွှေမန်းပြီးတော့ဗာလေအရန်လဲသဘောကောင်းတယ်။ဟောကိုတို့ဟိုးဟိုးလွန်ခဲ့တဲ့15နှစ်အနည်း20လောက်တည်းကတည်ပြန်ခဲ့တဲ့လူလေ။အဲသူ့လုံးဝမယူတော့ထင်တာဗောနော်။အခုတော့တကယ်ယူသွားပြီဗော။ ထင်လို့ပါထင်လို့ပါဟိုဖြစ်ပါတယ်ဒါနိဟိုတော်ရုံတိုင်းရောပြောင်းလဲမမတို့ဆိုတာနည်းနည်းဝိတ်တက်တက်တဲ့ခန္ဓာကိုအချိုးစားထဲမှာပါတယ်ဆိုတော့ပိုးပြီးဟိုဖြစ်ပါတယ်တချို့ဆိုမွေးပြီးတာနဲ့ပိပိလေးငကိုတိုင်းလေးပဲဖြစ်ကြတယ်အထင်းတဲ့လောက်တော့ထင်းရမှာပေါ့နော်ကိုယ်ကကိုယ်ကပိုက်စီးတာတော့အမြဲပုံမှန်ဆီဖြစ်ပါတယ်အဲ့လောက်ပါပဲဟုတ်ငါတော့ဆုံးလာပါလားနှစ်ယောက်ကချမ်းသာလို့မရဘူးပြေချမ်းသာလို့မရဘူး အခုတိတော့ဟိုရန်လုံးပြင်မစင်းစားရသေးပါဘူးတယောက်တစ်မျိုးစီထွက်နေကြတာပဲဟုတ်ကဲ့ပါမှန်းလို့တော့မရသေးဘူးထင်တယ်ပြောင်းတယ်မွေးတော့ကလည်းတစ်မျိုးလေးပေါ့နော်အခုကျလည်းနည်းနည်းလေးအဲသူနှုတ်ရည်ဝင်ပြီးပြည်လာတော့အဲ့လိုနောက်တစ်မျိုးလေးပြောင်းလာဆိုတော့လေမှန်းလို့တော့တိတ်မရသေးဘူးပါလေ ုံးယောက်လေတုံးယောက်ရှိတယ်။အဘလို့ဖြစ်ဘယ်နေရာရောက်တမီးတုံးယောက်ပဲပြောတော့မှာပေါ့။ပြန်ငယ်တော့တမီးတမီးတွေနဲ့မှအဲအပြိုင်တူအပြိုင်လှတော့မယ်လို့။ဟိုတုံးတုံးရက်နဲ့တုံးရက်နဲ့တူကပွဲတက်လို့ရတယ်။ဒိနာလူတွေကသိရမလား။အဲ ဘိုင်းဘိုင်းနာတော့လေအဲ့လိုအရင်ကအဲ့အကြောင်ပြောတမိအကြီးလေးတော့အမှနည်းနည်းခံနိုင်ရှိရအခုကြဘိုက်ကပိုးနာတယ်အဲ့လိုချုပ်ရိုးပညာလည်းပိုးနာတယ်လို့ခံစားရတယ်အဲ့လိုဆိုအဲ့လိုလဲနေရမကြိုက်ဘူးလေနော်အဲ့နဲ့နည်းနည်းစိတ်ပြေလက်ပြောက်ဆိုပွဲလေးပါလိုက်ဖြစ်တာပါအဲ့ကြောင့်အာဒီနေ့ပွဲကတော့ဒါကိုယ့်ကိုယ့်ရဲ့ ကိုယ်ကညီလေးပေါ့နော်အဲကိုကိုရောညီလေးပေါ့ကိုရွှေမပေါ့သူ့ဘွယ်ကိုလည်းတက်ဆွန်ဆိုင်ပြလာတာလေရေရရှာရေရဟုတ်တယ်ဟာအော်လူပြီးဝွကျွတ်သွားပြီပေါ့နော်အဲကိုကိုရီကတော့တကယ်ကြီးကျွတ်သွားတာပေါ့ဝွမကျွတ်ဘူးအော်မပြောတော့ပါဘူးတချို့အားလည်းကျတော့သိရမှာအဲဟိုညောင်ထဲတော့ပြောပြောဟာကျိုးသွားကျိုးသွားတယ်ပေါ့ကျိုးသွားတယ်ပေါ့အဲရွှေမကပြီးတော့ဟိုပါလေအရင်လဲသဘောကောင်းတယ် ။ဟောကိုတို့ဟိုးဟိုလွန်ခဲ့တဲ့15နှစ်အနည်း20လောက်တည်းကခင်တီးပြန်ခဲ့တယ်လူလေ။အဲသူ့ကိုလုံးဝမယူတော့ထင်တာပေါ့နော်။အခုတော့တကယ်ယူသွားပြီပေါ့။အဲတိတော့ရိပ်မိနေတော့ရှိတယ်။ရှိတယ်။ ်ဘယ်သူနဲ့မှမသိတာလေဟုတ်ကဲ့ဒါအိမ်နောက်ဆူတောင်းစကားလေးမိသားအမေငါ့ကိုဆူတောင်းစကားလေးပြောပြပါဦးရှင်ဟုတ်ကဲ့အခုဒီနေ့ဒီချိန်မှစပြီးတော့နှစ်ပေါင်းများစွာအဲရုံးမြေကြလက်တွဲနိုင်ကြပါစေလို့တယောက်နဲ့တယောက်နားလည်မှုရှိရှိသစ္စာရှိရှိနဲ့အဲပေါင်းဖက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်